မေလ29ရက်နေ့ငါတို့ဒီဖျားသခင်အားဖြင့်အသက်ရှင်လျက်လှုပ်ရှားလျက်ဖြစ်လျက်ရှိကြ၏တမန်တော်ဝိတ္ထုအခန်းကြီး7အခန်းငယ်28ကျွန်တော်အသက်9နှစ်အရွယ်ခန့်တွင်ဖခင်က ကျွန်တော်အတွက်ပထမဆုံးစပိန်ဝယ်ပေးခဲ့ပါတယ်ကျွန်တော်မိသားစုနှင့်တကယ်ချင်းများကကျွန်တော်စပိန်စီးတက်ရန်စိတ်ရွှေစွာဖြင့်ဝိုင်းဝန်းတင်ကြားပေးကြပါတယ်မကြာမီတွင်ကျွန်တော်သဘောပေါက်လာသည်မှာ စပိန်လဲမသွားရန်လောက်ရမည်တခုသေးသောနည်းလမ်းမှာ ရှေ့သို့ရွေရှားနေရန်ဖြစ်ပါသည်။ကယ်၍ရှေ့သို့မသွားပါကစပိန်လဲကြပြီးမိမိလည်းအနာရီယဖြစ်နိုင်သည်ကိုတည်လာရပါသည်။ခရီးရန်တို့၏ဘဝအတ္တတာမှာအလားတူပင်ဖြစ်ပါသည်။ကျွန်တော်တို့အနေဖြင့်အစဉ်ဖွံ့ဖြိုးတိုးတက်လျက်ရှေ့သို့ရွေရှားနေရန်ဖြစ်ပါသည်။ဘဝရဲ့နေ့စဉ်မိမိကိုစိတ်နှလုံးသုံးပါလုံးဖျားသခင်နှင့်နီးစပ်ထိတွေ့ရန်လိုအပ်ပါသည်။ယနေ့အတွက်ဆုတောင်းခြင်း။အိုအဖာဖျားသခင်နေစဉ်ဘုရားသခင်နဲ့ရှောက်လန်းခဲ့တဲ့အသက်တာ ထင်တယ်လို့ခီးမပေါက်ပဲနေကွေးနေပါတယ်။ဖျားသခင်ရဲ့ဂုဏတော်နဲ့မေတ္တာတော်ရဲ့အလင်းနဲ့နှီးဆက်စေတော်မူပါ။အာမင်။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာ။မက်ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရိုက်ခံလိုပါတယ်။အားလုံးကိုယေရှုအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်